ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Veronica ကိုအချောင်းပြုတ်ပြီး1ချမ်းမျက်ရှုကိုရောက်ချင်နေတဲ့ Time Fighter First Sign ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်တော်တော်များများသိပြီးတဲ့အချိန်မှာ Veronica နဲ့ Junior Fighters တို့ပွဲပြီးမှာ Time Fight နဲ့ First Sign တို့ကတောက်လျှောက် Veronica ကိုပွဲရှာခဲ့ကြတာပါ Veronica ကိုသူတို့ Fighter ကအနိုင်ပြခဲ့ပြီးကြောင်း Time Fight ကလည်းတကူတကကို post တင်ရေးသားသွားတာပါ ိုင်းဖိုင်တာဖာဆိုင်ကလည်းသူ့ကိုယ်သူအဟုတ်ကြီးထင်ပြီး post တင်ပြီးကုန်စားခဲ့သေးတာပါဖာဆိုင်နဲ့ဗရိုနီကာတို့ထိုးသက်ခဲ့တဲ့ပွဲကိုကြည့်မယ်ဆိုရင်ဗရိုနီကာအသာဆိုတာပြိတ္တအားလုံးတီးပြီးတာပါတိုးပေမဲ့ထိုင်းဖက်ကသူတို့နဲ့စာချုပ်တက်တန်းကုန်ဆုံးတော့မယ့်အချိန်မှာဗရိုနီကာကိုတသက်အချင်းယုတ်ချင်လို့သာအဲ့ဒီပွဲမှာဖာဆိုင်ကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ထိုင်းဖိုက်တာမကလည်းသူ့ကိုယ်သူအဟုတ်ကြီးထင်ပြီး post တင်ပြီးတော့ခုံစာလိုက်သေးတာပါဒါကိုမြန်မာပြည်သက်တွေပြင်ထိုင်းပြည်သက်တွေကပါဝေဖန်ပြောဆိုခဲ့ကြပါတယ် အဲဒီတော့မှသာဖာဆိုင်ကအဲဒီ post ကိုပြင်ဖြတ်သွားတာပါဘရိုနီကာကတော့အဲဒီကိစ္စကြီးနဲ့ပတ်သက်ပြီးဘာမှပြောဆိုထားခြင်းမရှိပါဘူးပြောဆိုစရာလည်းလိုမှမလိုတာပါ ဖာဆိုင်ကဒိုင်ပတ်လိုက်လို့နိုင်ခဲ့တာသူတို့ ancient time ပြည်သက်တွေတောင်သိပါတယ် Fronica ကအခုဆိုကမ္ဘာကျော် promotion ဖြစ်တဲ့ One Championship မှာတာတာရရရှိနေပါပြီ One Championship ရဲ့စာချုပ်ကြီးကန်လန်းခန္ဓာရကထိုးသက်ခဲ့တဲ့နှစ်ပွဲမှာလဲတပွဲနိုင်တပွဲရှုံးနဲ့နှစ်ပွဲလုံးကို bonus စုကြီးတွေသိမ့်ပိုက်ပြထားနိုင်ခဲ့တာဖြစ်ပါတယ်အခုဆိုရင် Time ပရိသတ်တွေတော်တော်များများကလည်း One Championship မှာ Fronica ကိုအားပေးနေကြတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီ fast signness ရှင်အဆင့်ကစီနဲ့ရီမိုးနဲ့ညီလို့ကွာပါတယ်။ဒါကြောင့် Veronica ဘက်ကဘာမှဂယူးမဆိုင်တာဖြစ်ပါတယ်။ ီလိုလောက်ရက်ကတကယ်ကိုမှန်ကန်တဲ့လောက်ရက်ဖြစ်ပါလိမ့်။ဖာဆိုင်ကတော့သူ့အနေနဲ့ဗရိုနီကာကိုအချောင်းပြူပြီးဝမ်းချင်မြင်ရှင်မှာထိုးသက်ချင်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်။ဘာကြောင့်လဲဆိုတော့ထိုင်းဖိုင်မှာရတဲ့ထိုးကြီးကဝမ်းချင်မြင်ရှင်နဲ့ဆိုင်ဘာမှကိုမပြောပါလောက်တာပါ။ကန်ကောင်းလို့အလဲတို့နဲ့နိုင်သွားရင်ဝမ်းချင်မြင်ရှင်ကဘောနပ်ဘတ်၃မိန်းခွဲတောင်စုခူးနိုင်အောင်ပါပါ။ဒါကြောင့်မို့ဖာဆိုင်နေနဲ့ဗရိုနီကာကိုအချောင်းပြူပြီးဝမ်းကိုရောက်ချင်တာဖြစ်နိုင်ပါလိမ့်။ လူပွဲရှာတာပရိသတ်တွေတီးပြီး Veronica နဲ့အပြန်အလှန်စကလုံးတိုက်ပွဲတွေဆင်နွှဲပြီးတော့ promotion တွေအကြိုက်ပွဲတွေလုပ်ပြီး one championship ကိုတက်လာချင်တာပါသူ one championship ကိုရောက်လာတဲ့အချိန်မှာ promotion ဘက်က Veronica နဲ့ဖာဆိုင်တို့ကိုမချေပွဲပေးပြီးအဲ့လိုမျိုးအခင်းကျင်းတွေကိုဖြစ်လာစေချင်တာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ professional မဆန်တဲ့လုပ်ရည်တွေကို Veronica ကအဖမ်းမလုပ်တာနဲ့အပိုင်းတင်မှာသတ်သိမ်းသွားပါပြီ။ ရောနီကိုင်နေနဲ့အခုလိုမျိုးသူနဲ့အဆင်တန်းမတူတဲ့ဖိုင်တာကိုဒီလိုမျိုးခြေပါတာတကယ်ကိုမှန်ကန်တဲ့ဖိုင်တာကောင်းတယောက်ရဲ့လုပ်ရဖြစ်ပါလိမ့်။ဖရိုနီကာကတော့လက်ရှိချိန်မှာသူ့ training နဲ့အနာဂတ်ကိုပဲသေချာပြင်ဆင်နေတာပါ။သူအနေနဲ့နောက်ပွဲတော့လည်းအကောင်းဆုံးကြိုးစားပြင်ဆင်နေတာ တွေ့ရပါလိမ့်။ဖရိုနီကာတိုက်ကမှုထိုင်းချိန်မှာလေ့ကျင့်နေတာတကယ်ကို professional ဆန်တာပါ။သူအနေနဲ့ training မိုင်းနေတင်လှုပ်ဆောင်တာမဟုတ်ဘဲနဲ့ strength condition မိုင်းတွေကိုပါသေချာပြင်ဆင်နေတာတွေ့ရပါတယ်။ ။ဒါကြောင့်မလို့ Veronica အနေနဲ့လည်းတကယ်ကို return ပြီးတဲ့ fighter တယောက်ဖြစ်နေပါပြီ။ Veronica အနေနဲ့ one championship ကဘလို့အခင်းကြီးနေတည်ဆောင်လာတာကိုလက်ခံသွားမလဲစောင့်ကြည့်ရမှာပါ။ Veronica ကို one championship ကဘလို့အခင်းကြီးနေဖန်နီးလာမလဲကျွန်တော်တို့ပြည်သက်ဒီတူစောင့်ကြည့်အားပေးလိုက်ကြရှာအောင်ပါခင်ဗျာ။ Veronica ရဲ့ပွဲကလာမယ့်၈လပိုင်း၉လပိုင်းလောက်မှာဖြစ်လာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ထို့ပေမဲ့ fighter ကိုယ်တိုင်က promotion ဘက်ကဘာမှထုတ်ပြောလာခြင်းမရှိသေးတဲ့အတွက်ကြောင့်မလို့အတီးပြုတ်လို့တော့မရသေးပါဘူး။ ဘလို့အခင်းအင်းနေဖြစ်လာမလဲဆက်လက်ဆောင်ကြည့်လိုက်ကြရှောင်းပါခင်ဗျာပရိသတ်တွေနဲ့ထူးခြားတဲ့သတင်းကိုတင်ဆက်ရမယ်ဆိုရင်မြန်မာပရိသတ်တွေနေနဲ့လာမယ့်တောက်ချန်နေ့ညမှာ1 Friday 5 111ပြိုင်ပွဲကြီးကိုကြည့်ရမှာဖြစ်ပါတယ်။အဲဒီပြိုင်ပွဲမှာမြန်မာဖိုက်တာဆွန်ရက်ပါဝင်ထိုးသက်သွားမှာဖြစ်ပါတယ်။ဆွန်ရက်ဟာအရင်သူ့အနိုင်ယူခဲ့ဖို့တဲ့ Time Fighter နဲ့ပဲပြန်လည်မချေပွဲထိုးသက်ရမှာဖြစ်ပါတယ်။1 Friday 5 112ပြိုင်ပွဲမှာတော့မြန်မာဖိုက်တာမိုးထအောင်ရဲ့ပွဲပါဝင်လာပါတယ်။ မိုးထောင်ဟာ Time Fighter ဆက်ဆံရေးညီခွန်ဖွန်နိုင်နဲ့ရင်ဆိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ Time Fighter ခွန်ဖွန်နိုင်ဟာနောက်ဆုံးပွဲမှာညမဖိုင်တာဆွန်ရက်ကိုအနိုင်ပြထားတဲ့ဖိုင်တာဖြစ်ပါတယ်။မိုးထောင်အနေနဲ့ဆွန်ရက်ကိုအနိုင်ပြထားတဲ့ခွန်ဖွန်နိုင်ကိုရှုံးညွှတ်ဆက်ပြသွားမလားဆိုတာဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဘလို့ခင်းချင်းနေဖြစ်လာအောင်မလဲဆိုတာဆက်လက်စောင့်ကြည့်အားပေးလိုက်ကြရအောင်ပါခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ထိလောက်ပါပဲ။ ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အောက်ဇာလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲဒါပြောရှင်မကောင်းတဲ့လေးလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ